ုနှစ်ရသားသမီးမိတ်ဆွေများ အားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောဆောင်းတဲ့မကောင်းတဲ့ဟောပြောချက်တွေတက်တက်ရှင်လွေမပါစေ။2025ခုနှစ်အောက်တိုဘာလ19ရက်နေ့တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟောစဒန်ဖြစ်ပါတယ်တနင်္ဂနွေသားသမီးများအတွက်ဒီနေ့မှာ အလုံးနဲ့ပသက်ပြီးသွားရင်မိမိတို့မကြားချင်တဲ့သတင်းစကားတွေကြားရတတ်တယ်။အောက်လက်ငယ်သာသာသမီအိမ်ကနေအလုပ်ကနေဒီနေ့မှထွက်သွားတတ်တယ်။အောက်လက်ငယ်သာသာသမီများအတွက်ကိုလည်းဒီနေ့အတွက်ကိုတော်တော်လေးကိုဆိတ်ရှုပ်စဉ်းညစ်เสียများနဲ့ကြုံပြရတတ်တယ်။ပြန်မရတော့ဘူးလို့ထင်ထားတဲ့ကြွေးမြေတွေဝေရေးချေးတွေကမရည်ရွယ်ပဲမထင်မဘဲနဲ့ဒီနေ့အတွက်ပြန်လည်ရရှိတတ်တယ်။ချမ်းမာရေးအနေနဲ့သွားနဲ့ပတ်သက်တဲ့သွေးနဲ့ ပတ်သက်ပြီးတော့ဆိတ်ရှုပ်ရတတ်တဲ့အချီရေးမှလည်းကြားလေသွေးလိုဝေးနေရတတ်တဲ့အကျိုးပေးတဲ့ကနန်းကတော့ငါးနဲ့ခုံဖြစ်ပြီးတော့ကံကောင်းတဲ့အကြောင်းမှ ခရမ်းရောင်ပဲဖြစ်ပါတယ်ယတရားအနေနဲ့မိမိအိမ်ရှိဘုရားမှာစပြတိကလူပေးရမှာဖြစ်ပါလိမ့်ရှင်ခொနည်းသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင် အိဋ္ဌသဘောဆောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးရော အနိဋ္ဌသဘောဆောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေတတဆင်အောင်လွဲမပါစေအထာ25ခုနှစ်အောက်တိုဘာလ19ရက်နေ့တနင်္လာသာသမီများအတွက်တနေ့တာဟောစရံဖြစ်ပါတယ်တနင်္လာသာသမီများအတွက်ဒီနေ့မှာ အစုဆက်တူရှယ်ယာကိစ္စများနဲ့ပတ်သက်ပြီးသွားရင်ဒီနေ့အတွက်အထူးကောင်းတယ်เนาะအစဉ်ပြေအောင်မြင်တတ်တဲ့ပညာအသစ်တစ်ခုရတတ်တဲ့ပညာရေးကံတွေကောင်းတဲ့အစဉ်ပြေမယ်เนาะမိတ်ဆွေအပေါင်းအသင်းများနဲ့ပတ်သက်ပြီးသွားရင်ဒီနေ့အတွက်မှာတော်တော်လေးကိုခေါင်းရှုပ်ရတာဆက်ရှုပ်ရတာစိတ်တော်ကတွေဇက်တိုက်ဆိုတဲ့တစ်ခုတစ်ခုကြုံရတတ်တဲ့ဂျမ်းမာရေးအနေနဲ့ခေါင်းတစ်ချမ်းကြိုက်တဲ့ ဝေဒနာမျိုးတွေခံစားရတတ်တဲ့အခြေအနေမှာตายရတယ်เนาะအကျိုးပေးတဲ့ကဏ္ဍကတော့တင့်နဲ့ကိုဖြစ်ပြီးတော့အကျိုးပေးတဲ့အရာမှာအဝါရောင်ပဲဖြစ်ပါတယ်ရေရီယာအနေနဲ့မိမိအရှိဖျားမှာအုံတို့ခေါက်ဆွဲကလူပြရမှာ ဖြစ်ပါတယ်ရှင်အမေရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောဆောင်တဲ့မကောင်းတဲ့ ဟောပြောချက်တွေတသက်ရှင်လွှဲမှာပါစေ2025ခုနှစ်အောက်တိုဘာလ19ရက်နေ့အင်္ဂါသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်အင်္ဂါသားသမီးများအတွက်ဒီနေ့မှာပြည်ပမှာရှိတဲ့ရဝေးမှာရှိတဲ့ဆွေမျိုးမိတ်ဆွေအစီကနေပြီးတော့ ဝမ်းသာစရာတွေဝမ်းသာစရာတည်င်းကောင်းတွေစိတ်ချမ်းသာစရာတည်င်းစကားတွေကြာရတတ်တဲ့အဖိုးတန်တဲ့ဒူးတဲ့ကြီးတဲ့ပစ္စည်းတွေဝန်တာတတ်တဲ့ဒီနေ့အတွက်ငွေကန်အလွန်ကောင်းတဲ့နေ့မျိုးဖြစ်ပါတယ်။ကျမ်းမာရေးအနေနဲ့လက်တစ်ဖက်ကြိုက်တာမျိုးနာတာမျိုးတွေဝေဒနာမျိုးတွေခံစားရတတ်တဲ့အချိုးပေးတဲ့ကဏ္ဍကတော့တင်းတဲ့6ဖြစ်ပြီးတော့အချိုးပေးသောအရာမှာ အနီရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအိမ်ရှိဖျားမှာပုံသီးစိတ်60ကလူပေးရမှာဖြစ်ပါတယ်ရှင်။ခொနည်းရသားသမီးမိတ်ဆွေများ အားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အိဋ္ဌသဘောဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေတက်တက်ဆင်အောင်လွှဲမပါစေ 2025ခုနှစ်အောက်တိုဘာလ19ရက်နေ့ဗုဒ္ဓဘူသာသမီးများအတွက်တနေ့တာဟောစရံဖြစ်ပါတယ်ဗုဒ္ဓဘူသာသမီးများအတွက်ဒီနေ့မှာအထက်လူကြီးအကြီးအကဲကြောင့်ဆိတ်ရှုပ်ဆရာဆင်းရဲဆရာများနဲ့ကြုံရတတ်တဲ့အထက်လူကြီးအကြီးအကဲမိမိကိုညုံညင်တာအမြင်အကြည်ရာမျိုးတွေလည်းဒီနေ့အတွက်ကြုံရတတ်တဲ့အလုံးအကင်တွေရည်ရွယ်ချက်တွေကလည်းချိတ်ဆက်ပြီးကမှ အနာရောက်ခံဒီမှာတိတ်လွဲလွဲသွားတာအစင်မပြေတာမျိုးတွေဒီနေ့အတွက်ကြုံရတတ်တယ်နော်ဆာရွက်ဆာဒန်စပစ်စီဆာရွက်ဆာဒန်အရေးကြီးတဲ့ဆာရွက်ဆာဒန်စာချုပ်တွေလည်းတတိကြနော်အသိလွန်နေတာအထားမားတာမေ့တာပျောက်ရှားပျက်စီးဆုံးရှုံးမှုတွေလည်းကြုံရတတ်တယ်ဒီနေ့အတွက်အရေးကြီးတဲ့ဆာရွက်ဆာဒန်နဲ့ပတ်သက်တဲ့ဆက်နွယ်တဲ့ကိစ္စတွေမှာ အတူတတိထားပြီးဆောင်ရွက်เนาะဂျမရေးအနေနဲ့ခေါင်းမူတဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်ချစ်သူစီကနေပြီးတော့လည်းမမျော်လင့်ပဲနဲ့လက်ဆောင်ကောင်းတွေရတတ်တယ်အချိုးပေးတဲ့ကနန်းကတော့နှစ်နဲ့ကိုဖြစ်ပြီးတော့အချိုးပေးတဲ့အရောင်မှပန်းရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအရှိဖျားမှာကိမ့်မုတ်ကလူပေးရမှာဖြစ်ပါရှင်မြေသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင် အိဋ္ဌသဘောကိုစောင့်တယ်။ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောစောင့်တယ်။မကောင်းတဲ့ဟောပြောချက်တွေတတက်ဆင်အောင်လွဲမပါစေ။ခုနှစ်အောက်တိုဘာလ19ရက်နေ့ဇာတာပရိသတ်သမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်။ဂျာတာပရိသသမီးများအတွက်ဒီနေ့မှာအလုတ်နှမျိုးနေရာနှမျိုး ဝင်းဝေးနှမျိုးဘဲရမဆိုးချက်တာပရိသတ်များအတွက်မကျိနှခါရရှိတတ်တယ်ရစရာရှိလဲနှခါရမယ်ကုံစရာရှိလဲနှခါကုံတာမျိုးတွေဖြစ်တတ်တယ်အပြိုင်အဆိုင်တွေကြားထဲမှာ အခွင့်အရေးကောင်းနေရရှိတတ်တဲ့အစဉ်ပြေအောင်မြင်မယ်နော်ဂျမရေးအနေနဲ့စီးနဲ့ပတ်သက်တဲ့မျက်စိနဲ့ပတ်သက်တဲ့အစာအိမ်နဲ့ပတ်သက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အထူးသတိထားနော် အခြေအမှလည်းဒီနေ့အတွက်မှာဝေးလေကောင်းလေဖြစ်နေတတ်တယ်အချိုးပေးတဲ့ကဏ္ဍကတော့၄နဲ့ခွန်ဖြစ်ပြီးတော့အချိုးပေးတဲ့အရောင်မှာအပြာရောင်နဲ့ခရမ်းရောင်ပဲဖြစ်ပါတယ်ရရယာအနေနဲ့မိမိအိမ်ရှိပြားမှာဘစ်စကေးတလူပေးရမှာဖြစ်ပါတယ်ရှင်ခொနည်းရသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင် အိဒါသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဒါသဘောဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေတက်တက်ဆင်လွှဲမပါစေ2025ခုနှစ်အောက်တိုဘာလ19ရက်နေ့တောက်ကြသားသမီးများအတွက်တနေ့တာဟောစရံဖြစ်ပါတယ်တောက်ကြသားသမီးများအတွက်ဒီနေ့မှတတိယနော် ူများပြဿနာကိုပြဿနာ ဖြစ်တတ်တဲ့မိသည့်အရာကိုမှကိုကတာဝန်ယူတာမျိုးတွေခေါင်းခန္ဓာမျိုးတွေအာမခန္ဓာမျိုးတွေမလုံးနဲ့နော်အစင်မပြေဖြစ်တတ်တဲ့ပဲလော်ကြားစညက်တယ်လို့ညက်ပြီးတော့ပြဿနာ ဖြစ်တတ်တဲ့အလုပ်ထဲမှာလည်းဒီနေ့အတွက်မှစိတ်ညစ်စရာစိတ်ရှုပ်စရာစိတ်မွန်းကျက်စရာတွေနဲ့လည်းအတော်လေးကိုကြုံရတတ်တယ်နော် ကျမ်းမာရေးအနေနဲ့ခေါင်းမူရဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အခြေအမှလည်းမဖြစ်စလောက်ပြဿနာတိတိလေးရစပြီးတော့ကိုယ့်ကိုယ်အထင်မြင်လွဲစရာတွေနဲ့ကြုံရတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့၄နဲ့6ဖြစ်ပြီးတော့ကံကောင်းတဲ့အရာမှအပြာရောင်နဲ့အစိမ်းရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအရှိပြားမှပေါင်ဖို့၅ချက်ကလူပေးရမှာဖြစ်ပါလိမ့်ရှင်။ ခုနှစ်ရက်သားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်လွှဲမပါစေ 2025ခုနှစ်အောက်တိုဘာလ19ရက်နေ့ စနေသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်စနေသားသမီးများအတွက်ဒီနေ့မှာ စိတ်ချမ်းသာစရာတွေဝမ်းသာစရာတည်ငောင်းနေတဲ့ဒီနေ့အတွက်ပြည့်နေနေတဲ့နေ့တစ်နေ့ဖြစ်ပါတယ်ဘာပဲလှုပ်လှုပ်ရေရဲတင်းတင်းတာလှုပ်ဆောင်ပါကံ အခွင့်အလမ်းတွေအထူးကောင်းတဲ့နေ့မျိုးဖြစ်ပါတယ်အချစ်ရဲ့အိမ်တော်ရေးမှာလည်းတဦးနဲ့တဦးက အထင်မြင်လွဲစရာတွေနဲ့ဂျုံပြတဲ့တဲ့ကျမရဲ့အနေနဲ့လည်းသတိထားနော်ခြေတော်တစ်ဖက်မှာတိကైတန်ရာရတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့၄နဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်ကအဝါရောင်နဲ့ရှူဝါရောင်ပဲဖြစ်ပါတယ်ရေရယာအနေနဲ့မိမိအင်ရှိဖျားမှာနနက်တီကလူပေးရမှာဖြစ်ပါတယ်ရှင်